အသက်အရွယ်ကအဓိကမဟုတ်ဘူးအသက်အရွယ်ဆိုတာဒီကိန်းကန်းတစ်ခုပဲဟိုအသက်ဆက်ခွန်ကနေစပြီးတော့အသက်29တိပြိုင်ခွင့်ရရဘယ်ဆိုပါတော့အဲ့ပြိုင်ပွဲမှာသူတို့တွေဒီအရေးချင်းချက်လက်နဲ့ပြည့်စုံနေဆိုရှင်ဝင်တာဖြစ်နိုင်တယ်ပေါ့အရက်ကတော့အရှည်တဲ့တဲတော့မပါဘူးဒါပေမဲ့လည်းပြုတယ်တဲလည်းမပါပါဘူးတကယ်ပုံမှန်ပဲဗောနော်အသက်ငယ်ဆိုတာကျွန်တော်လည်းအရင်ကြီးမငယ်ပါဘူးတိရ Teenage life တောင်ပြီးတော့မယ်ကွာတိရမနော်20ဆိုတဲ့အချိန်မှာ20ရောက်တော့မယ်ဆိုတော့ငယ်တယ်တော့မပါဘူးဒါပေမဲ့တကြီးကလည်းကျွန်တော်ပြင်လို့ရနေတဲ့အရာမဟုတ်ဘူးလေ ကျန်တာတွေကတော့ကျွန်တော်ပြင်လို့ရနေတဲ့အရာတွေကတော့ပြင်တယ်ပြီးသူအရက်ဆိုလည်းပိုရှေလောင်စူးစားရဲအဲဘော်ဒီဆိုလည်းပိုပြီးကြီးကောင်းလောင်စူးစားရဲစကင်ဆိုလည်းပိုကောင်းလောင်လုပ်တော့ကျွန်တော် ပြင်လို့ရတဲ့ဟာအရာတွေကို just လုပ်ခင်းတော့ကျွန်တော်ကတော့ပြင်သွားမှာပဲเนาะဒါပေမဲ့ပြင်လို့မရတဲ့ဟာတွေကိုပြောရင်တော့ကျွန်တော်လည်းမပါလုပ်ခဲ့ရဘူးဒီတိုင်းပဲနေပါပဲရပါပဲလीเนาะသူကွယ်နဲ့တကယ်အရင်စူးစားရဲကလေးပါအာစာရီလည်းလုပ်တယ် runway ဆိုလည်းတောက်လျှောက်တင်တယ်ပေါ့သူရဲ့ skills ကိုဆောင်ကြည့်ပေးပါသူရဲ့ knowledge တွေ skills တွေဘယ်လောက်ရှိသလဲ ်ဘာတွေချပြရှင်ပြိုင်သွားမှာလဲဆိုတာကိုပဲပရိတ်သတ်တွေအနေနဲ့ဟိုစောင့်ဆိုင်းနေခြင်းနေပေါ့နော်အသက်ရွယ်ကအဓိကမဟုတ်ဘူးသူရဲ့ knowledge တွေအရေးချင်းနေရတာအဓိကဆိုရဲဟာပြိုင်ပွဲမှာတက်တည်ပြသွားမှာပါရတူ press conference တွေရော orientation မှာရောသူဒီ audience တွေနဲ့ခြားပြရှင်ပြန်ရဲ့အကျိန်တွေကိုကိုရင်လိုက်ကြည့်ရပေါ့ကြည့်ရလေ့လာရအဲသူကိုရင်တွားလာနေရတဲ့ပုံစံတွေမှာဘာတွေ error တွေရှိသလဲပေါ့ ဟိုဘာတွေချိန်ဖို့လို့တည်းလဲဆိုလိုက်ကြည့်ရပေါ့လိုက်ရှာရအဲ့အနေမှာတို့အကောင်းဆုံးဖြစ်အောင်အခုဟိုတချို့ fan တွေပြောရတဲ့စကားတွေလည်းရှိရဆိုအဲ့အနေလိုက်ပြီး note လုပ်တာတွေလည်းရှိရပေါ့ okay ဒါတော့ငါတို့မမြင်နိုင်တဲ့ version တွေဆိုပြင်ရမယ်ဆိုဟာလေးမှာလိုက်ပြင်ဖြစ်တယ်အဲ့တော့သူရအကြည့်အပြုံးနေတာဆာသူနဲ့ live ဖတ်တဲ့ပုံစံလေးဖြစ်အောင်လုပ်ပေးထားတယ်ပေါ့ပြီး work ဆိုလို့ရှိရင်လည်းသူကအရင်ညီတဲ့သူဆိုတော့အပေါ်အောက်ညီတဲ့သူဆိုတော့ဒီအပေါ်အောက်ကိုဟိုခြေတော့ပိုရှည်တယ်ထင်ရအောင်ရက်ပိုရှည်တယ်ပေါ့ အဲ့လိုပုံစံမျိုးဖြစ်သွားမှာအရက်ကလေသူ့ဟိုလူတွေကဒါမြင်လို့ဒါအရက်ပူရလို့ဒါမြင်တာဒါပေမဲ့သူ့ရဲ့အရက်ကကျွန်တော်က6ပေ6ပေကျော်နေပြီသူဆိုတော့ဒါ level တစ်ခုမှရှိပါတယ်အရက်ကလည်းအသက်အရွယ်ကအဓိကမဟုတ်ဘူးအသက်အရွယ်ဆိုတာဒီကိန်းကန်းတစ်ခုပဲဟိုအသက်ဆက်ခွန်ကနေစပြီးတော့အသက်29ဒီပြိုင်ခွင့်ရရဲဘဲဆိုပါတော့အဲ့ဒီပြိုင်ပွဲမှာအဲ့ဒီသူအကုန်လုံးဒီဝင်းနာဖြစ်ခွင့်ရှိတယ်သူတို့တွေဒီအရေးချင်းချက်လက်နဲ့ပြည့်စုံနေဆိုရင်ဒါဝင်းနာဖြစ်ပြီဝင်းနာဖြစ်နိုင်တယ်ပေါ့ ဆိုတူကွယ်နဲ့ဒါသူ့အသက်အကန့်တက်ချက်ထဲမှာပါဝင်နေတဲ့သူဖြစ်တယ်ဒီအသက်ရဲ့ဘောင်ထဲမှာဝင်နေတဲ့သူဆိုတော့ဘာလို့မဆိုဝင်းနာဖြစ်သွားနိုင်တာပဲဆိုတော့တူကွယ်လည်းဟိုဝင်းနာဖြစ်ဖို့အတွက်အခွင့်အရေးကလက်တကယ်ပဲရှိတာဆိုတော့ဟိုဒီတက်မှတ်ချက်ထဲမှာရှိတဲ့ဒီ significant ထဲမှာဘောင်ဝင်တဲ့သူတယောက်ဆိုတော့ဖြစ်နိုင်တဲ့သူတယောက်ပါပဲ ကျွန်တော်သတိထားမိတာလေးတွေဝေဖန်တာတွေထဲမှာသတိထားမိတာလေးတွေကတော့အဲဒီဆင်းစုရောင်းရိုက်တော့ဘောနော်ဆင်းစုရိုက်တဲ့အချိန်တော့ကျွန်တော်ပိုကင်းဆော့နေတယ်ပိုကင်းဆော့နေဆိုတော့မဆယ်ထုံးလေးရအောင်မြင်မြင်တင်လို့ရအောင်ဒါပေမဲ့အဲ့လိုအဲ့လိုပိုကင်းလောက်တယ်ဆိုတော့လည်းကျွန်တော်တို့အစီတက်တယ်လေရောအစီတက်တဲ့အချိန်မှာကျွန်တော်ကပိုက်လေးမှာအစီလေးရှိနေတယ်ဒါပေမဲ့လည်း schedule ကအဲ့ဒီရရမယ်ဆိုတော့လည်းရိုက်လိုက်တယ်ရိုက်လိုက်တဲ့အချိန်မှာအဲ့လိုပိုက်မှာအစီလေးရှိနေတဲ့အချိန်ထွက်သွားတယ်နော်ဒါမှပြောကြပါတော့အတင်းက body လည်းမလှဘူးအရက်လည်းမရဘူးအရက်ကတော့အရှည်တဲ့လည်းတော့မပါဘူးဒါပေမဲ့လည်းပူတယ်လည်းမပါပါဘူးတကယ် ပုံမှန်ပဲဗောနော်အဲ့ဒါလေးတွေအဲ just လောက်တာလေးတွေ့တယ်ဗောနော်ပြီးတော့နောက်တစ်ခုကကျတော့အဲ့လိုမျိုးမျက်နာမလိုက်တာရောပါရောဗောနော်နည်းနည်းငယ်တယ်ရောပါရောအဲ့လိုဟာလေးတော့တွေ့တယ်ဒါပေမဲ့အသက်ငယ်တာအသက်ငယ်ဆိုတာကျွန်တော်လည်းအရင်မငယ်ပါဘူးတိရမှာ like teenage life တောင်ပြီးတော့မယ်ပါတိရမှာ20ဆိုတဲ့အချိန်မှာ20ဆောက်ရောက်တော့မယ်ဆိုတော့ငယ်တယ်တော့မပါဘူးဒါပေမဲ့ဒါကြီးကလည်းကျွန်တော်ပြင်လို့ရနေတဲ့အရာမဟုတ်ဘူးလေကျန်တာတွေကတော့ကျွန်တော်ပြင်လို့ရနေတဲ့အရာတွေကတော့ပြင်တယ်ဒါဆိုရင်အရက်ဆိုလဲပိုရှေလောင်စူးစမ်းရဲအာ ့ body ဆိုလည်းပိုပြီးကြီးကောင်းအောင်ကျွန်တော်စူးစမ်းရတယ် skin ဆိုလည်းပိုကောင်းအောင်လုပ်လို့ကျွန်တော်ပြင်လို့ရတဲ့ဟာအရာတွေကို just လုပ်ခဲ့ရင်တော့ကျွန်တော်ကတော့ပြင်သွားမှာပဲเนาะဒါပေမဲ့ပြင်လို့မရတဲ့ဟာတွေကိုပြောရရင်တော့ကျွန်တော်လည်းဘာလုပ်ကြရအောင်ဒီတိုင်းပဲနေမှာပဲရမှာပဲလीเนาะအဲ့ဒါလေးတော့ရှိဟုတ် crowd ကြားထဲမှာ anxiety ဖြစ်တာကိုနည်းနည်းလေးပိုထိန်းရမှာပေါ့နော်အဲ့ဒီကဆိုလဲအာကိုကကြိုတွေးထားတယ်ဘာတွေလုပ်မလဲဘာတွေပြောမလဲဘာတွေအစီအမံအောင်လုပ်မလဲဆိုပြီးပြောထားတွေးထားဒါပေမဲ့တကယ်တမ်းဒါတော့အဲ့လောက် crowd ကအများကြီးမဟုတ်ဘူးကွာတည်ရမှာ crowd အနည်းငယ်ကြားထဲမှာကျွန်တော်လမ်းလျှောက်ရတာတွေ confidence ရမလျှောက်ဖြစ်ဘူးနည်းနည်းတုံတုံတုံဖြစ်နေတာပြီးတော့အဲ့မှာအဲ stage ပေါ်မှာစကားပြောတဲ့အချိန်ကြီးကအဲ့လို intro ဝင်တယ် intro ဝင်တဲ့အချိန်ကြီးမှာလည်းကျွန်တော်အဲ့လိုပဲစကားပြောရတာအထက်အထက်ပြက်နေတယ် anxiety ရမ်းများနေတယ်စိတ်ရမ်းလှုပ်ရှားနေတယ်မှန်တိုင်းပြောရအဲ့လောက်ကြီးကမဖြစ်သင့်တော့ဘူးလို့ထင်တာပဲလေနော်ဘာလို့ဆိုတော့ကို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 ပေါ့နော်လိုအပ်တာတွေပြောပြရှိမှာရက်20လောက်ဆိုရင်ဟို ကောဖိုင်နီကလာတော့မှာဆိုတော့ဟုတ်အဲ့ဒါတော့မှာကိုကဒီအချိန်မှာဒီလိုစိတ်လှုပ်ရှားနေဆိုတော့အဲ anxiety များတာတွေဘာတွေကို show ဖို့ကြတော့ confidence ရှိဖို့ပဲဗောနော်အဓိက confidence ရှိသွားရင် crowd block များများ easy ဖြစ်သွားမှာပဲဆိုတော့အဓိကတော့အဲ့တော့ confidence ကိုဒီထက်ပိုပြီးရှိလာအောင်ပိုပြီးတော့ anxiety ရော့လာအောင်စူးစမ်းနေပါအာ blame လို့တော့ကျွန်တော် confidence ဆိုမရော့ဘာလို့ဆိုတော့သူတို့ judge လုပ်ပေးတယ်လို့ပဲမြင်တယ် blame နေဆိုတာထက်ကို judge လုပ်တယ်ဒါဒီလိုရှိတယ်တကယ်လည်းအစီရှိတယ်ရှိနေတော့ရှိတယ်ပြောတယ်ရတယ်အစီရှိနေဆိုချမ်းမြေလို့တော့ကိုပြင်လို့ရတဲ့အရာပဲလीနော် အစီအစီရပြောချလိုက်မယ်အာအသက်ကတော့ပြင်ပေးလို့လည်းမရဘူးပူကြီးဆိုပြီးကြီးလိုက်လို့လည်းရတာမဟုတ်ဘူးလေနော်အဲ့တော့အသက်တွေပါတယ်ကတော့အဲ့လိုမျက်နှာတွေပါတယ်ဆိုလည်းမလိုက်ဘူးဆိုရင်လည်းမလိုက်တာတော့ဘယ်လိုပြောပြရမလဲမလိုက်တာကျွန်တော်လည်းမသိဘူးလေနော်ဒါပေမဲ့ကြီးလို့အဆင်ပြေနေအောင်ကြီးလို့ကောင်းနေအောင်တော့အကောင်းဆုံးလုပ်နေပါတယ်ကွဲရည်အများကြီးရှိတာဒါပေမဲ့ကျွန်တော်က pageantry နဲ့ပတ်သက်ပြီးတော့အရင်မသိဘူးဒါပေမဲ့ကျွန်တော်တကယ်ဒီမှာစပြီးတော့အဘလိုပြောရမလဲလူလေးနေနေတိလာတဲ့အချိန်မှာဒီပွဲနဲ့ဒီပွဲစတာနဲ့ကွက်တီဖြစ်သွားတာပေါ့နော်အဲ့မှာ ျွန်တော်ဝင်ဖြစ်သွားတာပေါ့နော်အာဒီသင်းကကျွန်တော်ရဲ့ဘယ်လိုပြောရမလဲအာလူပိုတိလာတဲ့သင်းပဲပေါ့နော်လူတွေကြားထဲမှာပို့ပြီးတော့လူအရင်ကဆိုအရင်နေတယ်ပါသေးရမလား follower တော့ထောင်နာမည်ရှိမယ်ထင်တယ်အဲ့လောက်ပဲရှိတယ်ပဲမှဖြစ်ပေါ့နော်အဲ့တော့အရင်ချက်ချင်းတဟုန်လို့တက်သွားတယ်ဆိုတော့ကျွန်တော်တို့ကတော့တကယ်မှတ်တိုင်တစ်ခုပဲပေါ့နော်ဒီသင်းလေးကဘယ်လိုဆိုလူပါသင်းနဲ့လူပါပေါက်သွားတယ်ပြော ဟိုပွဲရကြတော့လူများလာဖို့ပဲရှိရအခုလာမဲ့ top model ပဲဖြစ်ဖြစ်နောက်တဲ့ final ပဲဖြစ်ဖြစ်ဒါ तू ကြုံရတဲ့လူဆိုလို့ရှိရင်ဒါ final ရဲ့ဆယ်ပုံမုံလို့တပုံတော့မရှိသေးဘူးဒါဟိုတနေ့ကြုံရဆိုဒါဆိုလို့ရှိရင်သူတချင်းတန်နေရလူတွေရဲ့တန်ရှင်နေမဖြစ်အောင်နေရကိုအခု training လုပ်ပေးနေပြီပေါ့ဆိုတော့တောက်လျှောက်လဲသူဆက်ပြောဒီ confidence နေမွေးပေးနေတော့ပေါ့သူရောက်လာတော့ထွက်အောင်ဝင်နေအခုထွက်အောင်ဝင်နေအများကြီးသူ difference ဖြစ်သွားပါတယ် ဆိုတော့သူပထမဆုံးဆိုလို့ရှိရင်သူမျက်လုံးအကြည့်အားနေတယ် confident ရော့တယ်ပေါ့အဲ့ဒါရဆဟိုတိုးတက်လာတယ်အခုချိန်မှာဟိုကောင်းလာတယ်ဆိုတာတိုးတက်လာတယ်ပေါ့ဟိုနောက်ဆုံး final result ထွက်လာတဲ့အချိန်ကြလို့ရှိရင်လည်းအကောင်းဆုံးဆိုရထူအောင်ဝင်ဖြစ်အောင်ခုနဟိုမြင်ထားတဲ့အားနည်းချက်တွေပေါ့အဲ့အားနည်းချက်တွေကိုပဲကျွန်တော်အတားချက်ဖြစ်အောင်ပြင်ပြီးလှည့်ပြောင်းသွားမှာပေါ့အဓိကအသက်ရွယ်ဆိုတာကျွန်တော်ပြောရလို့ကိန်းကနန်တစ်ခုပဲကင်းကနဲတခုပါပဲအဲ့တော့ဒီအသက်ရွယ်ကအသက်ဆက်ခွန်ပဲဖြစ်ဖြစ်အသက်နှစ်ဆက်ခွန်ပဲဖြစ်ဖြစ်သူတို့ဒီဘောင်ထဲမှာဝင်နေပြီဆိုလို့ရှိရင် သူ့ရဲ့ကြိုးစားမှုသူ့ရဲ့ ability သူ့ရဲ့ knowledge သူ့ရဲ့ skills တွေကအဓိကပဲပြိုင်ပွဲဝင်နေဆိုတာလည်းအဲ့ဒါပဲသူတို့ပြိုင်ပွဲဝင်နေရဲ့ဟိုဘာတွေတိုးတက်သွားလဲဘာတွေကောင်းမွန်သွားသလဲ environment နဲ့ community ကိုဘာတွေ support လုပ်ပေးနိုင်သလဲဘယ်လိုလုပ်ပေးနိုင်တဲ့ knowledge တွေရှိလဲအဲ့လိုလူမျိုးတွေရပဲအလှမှောင်ဖြစ်ဖို့ထိုက်တန်တာလေအဲ့လိုလူမျိုးတွေပဲသူတို့ရွေးချယ်มาပါအဲ့လိုလူမျိုးတွေမှာလဲထိုးဝေအောင်ပါတယ်ဆိုတော့လေဟို ပြေဝါထေးတော့ကိုက support လုပ်ပေးသွားမှာပေါ့တောက်လျှောက်က fireman နီးလာပြီဆိုတော့စိတ်လှုပ်ရှားနေရလေးပေါ့နော်အဓိကကတော့စိတ်လှုပ်ရှားနေတယ်ဒါပေမဲ့စိတ်လှုပ်ရှားနေတယ်ဆိုတော့လေဟိုလိုကြီး stress ပြနေတာမျိုးတော့မဟုတ်ဘူးပျော်လဲပျော်တယ်ဘာလို့ဆိုတော့ဒီပွဲတွေကကိုတော့ကအခွင့်အရေးရဖို့ဆိုမလွယ်ဘူးလေနော်ပြီးတော့ကိုစူးစမ်းခွင့်ရတာကိုပဲကျွန်တော်ကပို့ပြီးတော့ကျင်တတ်နေတာပေါ့နော်ဒါပေမဲ့လေပြန်ဝဲလေးလည်းရောက်နေပြီဆိုတော့စူးစမ်းခွင့်ရတာနဲ့ပဲကျင်တတ်လို့လည်းမရဘူးပေါ့နော်ဒါပေမဲ့ပို့ကောင်းအောင်စူးစမ်းမယ်ဆိုပြီးတော့ပြင်ဆင်နေတယ် ပွဲရောင်လည်းအကောင်းဆုံးကြိုးစားတော့မှာပါ။ press conference နေ့ပြီးသွားတော့ကျွန်တော်အရင်စဉ်းစားပါကျွန်တော်ပုံမှန်ဆိုအရင်အဲ့လောက်ကြီး anxiety ရှိတတ်တယ်လို့ပေါ့အရင်ဟိုရှေ့ရှေ့တွေမှာလည်းလူပြိုင်ပွဲတွေမပြိုင်ဘူးတာပဲရှိတယ်ကွာဆရာ model အနေနဲ့ပွဲတွေရှိတယ်ဒီထက်လူအများကြီးလူအုံနေဆိုင်ရဲ့မှာလည်းသူရှောက်ခဲ့တာပဲရှောက်ခဲ့ဘူးလေဒီထက်ပို့ပြီး crowded ဖြစ်တဲ့နေရာတွေမှာလည်းအလုပ်တွေလုပ်ခုတယ်ပေါ့နော်ဒါပေမဲ့မနေ့ကကျတော့ဘာအဲ့အဲ့ press conference နေ့ရပါတော့ဘာဖြစ်လဲမသိဘူးအရင်ကြောက်နေတာလူကလေဘာမှလည်းအဲ့လောက်ကြီးလူလည်းအများကြီးမဟုတ်ရာရာကနန်းတော့မှ100လောက်ပဲရှိမယ်ထင်ပါတယ် ဲ့တော့ကြောက်နေဟာဘာဖြစ်တာလဲဟိုဒီမှာပြီးတော့ဆင်းရဲနောက်ကိုပြန် station နောက်ကိုပြန်ရောက်သွားတော့မှဘာဖြစ်နေရလဲပြီးတော့ဘာဖြစ်ကိုပြင်ဆင်ရမယ့်အရာတခုတွေ့သွားဆိုဘာသာတယ်ပါ final မတိုင်းခင်မှာတိရတာပေါ့ final မတိုင်းခင်မှာသူရအားနေချက်လေးဒါမြင်ရတော့ဟို final ရောက်တဲ့အချိန်မှာအကောင်းဆုံး coverage လုပ်ပေးနိုင်ဖို့အတွက်ဟိုသူရအားနေချက်ကိုမြင်လိုက်ရရလို့ပဲမြင်ပါတယ်အဲအတိကသူလေးဟိုအသက်နိုင်ဆုံးပေါ့အသက်နိုင်ဆုံးအကောင်းဆုံးအစွမ်းကုန်ဆိုတဲ့အနေထားကို ကြိုးစားမှာပါเนาะเนาะလေကြိုးစားမှာပါဆိုသူကိုယ်နဲ့တကယ်ကိုအရင်ကြိုးစားရဲ့ကလေးပါအာစာရည်လဲလောက်တယ် runway ဆိုလဲတောက်လျှောက်တင်နေပေါ့စာလောက်လိုက် runway တင်လိုက်နေတောက်လျှောက်သူညဆိုလဲဒီ online ကနေတောက်လျှောက်တင်နေရတဲ့အချိန်နေလဲရှိတယ်ဟောဒါမနေ့ဆိုလို့ရှင်လဲ runway လာကျင်ရတယ်ရှိရယ်ဆိုတော့ဟောကမ့်ရှိရယ်ဆိုရင်ကမ့်ကိုတွားရယ်ဆိုတော့ဒီကြားထဲမှာသူဟိုဇေမဆက်တလို့ကိုသူလုတ်နေရတာဆိုတော့ ဟိုအများကြီးသူပြင်ဆင်နေတယ်ဟိုအခုဒီ super check တွေလည်းလာပြီเนาะနောက်ထပ် program တွေမှာလည်းထပ်ပြီးတော့တို့ပြိုင်ပွဲမှာလာဖို့လည်းရှိနေရဲဆိုတော့အဲ့ဒီဘိုင်းတွေမှာလည်းသူဘယ်လိုစ조사ထားသလဲထပ်ပြီးတော့လည်း final မှာဘယ်လိုပုံစံမျိုးတွေနဲ့ဖြတ်ပြသွားမလဲပေါ့အဓိကတော့ကျွန်တော်တို့ဒီအားနည်းချက်တွေကိုကျွန်တော်လိုက်ရှာထားတယ်ဆိုတော့ဒီအားနည်းချက်တွေကိုပဲအားတာချက်ဖြစ်အောင်ဒီ final မှာဖြတ်ပြမှာပေါ့အဲ့တော့ဟိုတက်ငေတာကြီးတာထက်သူ့ရဲ့ skills ကိုဆောင်ကြည့်ပေးပါသူ့ရဲ့ knowledge တွေ skills တွေဘယ်လောက်ရှိသလဲ ဘာတွေချပြရှင်ပြန်သွားမှလဲဆိုတာကိုပဲပြစ်တဲ့တွေအနေနဲ့ဟိုစောင့်ဆိုင်းစီခြင်းနေပေါ့နော်အသက်ရွယ်ကအဓိကမဟုတ်ဘူးသူရဲ့ knowledge တွေအရေးချင်းနေရတာအဓိကဆိုရဲဟာပြိုင်ပွဲမှာတက်သေးပြသွားမှာပါ final အတွက် final အတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းနေပါတယ်ဆိုအာဒီ presentation နဲ့ပတ်သက်တာမှန်သမျှပေါ့နော်ဒီဒီမှာလိုအပ်နေတဲ့အရာတွေမှန်သမျှကျွန်တော်ကျွန်တော်မှလည်းလိုအပ်နေတဲ့အရာတွေမှန်သမျှအကုန်လုံးအကောင်းဆုံးဖြည့်ဆည်းနေပါတယ်အထက်တော့အာ brain ကိုလည်းပြောင်းဖြည့်နေပါတော့ knowledge ဘိုင်းဆိုင်ရာမှာလည်းကောင်းကောင်း တိုးတက်အောင်ကြိုးစားနေပါတယ်လို့တကယ်လို့ final ရောက်ရင်လည်းအကောင်းဆုံးကြိုးစားသွားမှာပါလို့ကျေးဇူးများတင်ပါတယ်ပြင်နေပါပြီအခုတင်မင်းနေပြီပေါ့နော်ကျွမ်းနေတယ်တင်မင်းနေပြီသူကိုယ်ရင်လည်း practice တွေလုပ်နေရပေါ့ဒီလာမယ့်ရှေ့ရက်တွေမှာဆိုလည်း top shop တင်မင်းနေဖို့ရှိရဲဆိုတော့အဲဒီ speaking ဘိုင်းမှာဒီ public speaking ဘိုင်းမှာသူအများကြီးတိုးတက်လာတယ်လေအခုဆိုလို့ရှိရင်အဲတိုးတက်လာတယ်ဒီကျွမ်းနေဖြေတဲ့အခါမှာကြာလို့ရှိရင်လည်းအများကြီးတိုးတက်ကောင်းမွန်လာဖို့အတွက်ကိုလည်း ဟိုလစ်ချင်ဘင်းယုံမှာပါဆက်ပြီးတော့လဲအဲပရိုတက်တေအနေနဲ့ကလည်းစိတ်မပြည့်စေရတဲ့ထွန့်ဝင်ဖြစ်မှာပါ